ဗီဒီယိုဇာကခေကဇလန်းမျိုးတွေကိုရှိုးအီအောင်ရိုက်ပြနေတာကြောင့်ဝေဖန်ခံရတဲ့မြင့်မြတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Sally Page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်မြင့်မြတ်ကမြန်မာနိုင်ငံမင်းသားရီဒေးမှာဆိုရင်တော့ drama မင်းသားလို့တင်စားခဲ့ကြတာဖြစ်ပါတယ်ဗီဒီယိုဇာကခေမှာအမေနဲ့သားမြတ်တာဘွဲ့ဇလန်းတွေနဲ့အောင်မြင်လာခဲ့တာပါကျောင်းဆက်ရီရုပ်ရှင်ဇာကကြီးနဲ့တခင်နဲ့ကိုအောင်မြင်လာပြီးတော့ထိတ်တဲမင်းသားတစ်လက်ဖြစ်လာခဲ့တာပါ မြင်းမြက်ကိုကလေးစားချီတဲ့အချစ်ဇလံမျိုးတွေနဲ့သိပြီးတော့မမြင်တွေ့ရပဲနဲ့မြက်ကြာဖွဲ့ဒရမာဇလံနှိမ့်နေတာမြင်တွေ့ရတာဖြစ်ပါတယ်။အခုချိန်ထိလည်းမြင်းမြက်ကဒရမာဇလံဆိုရင်အနစ်နာခံပြီးတော့မြက်ကြာဖွဲ့ဇလံတွေသာပုံဖော်ရိုက်ကူးနေတော့ဖြစ်ပါတယ်။မကြာခင်မှာဆိုရင်လည်းမြင်းမြက်အတီးကပါဝင်တရုတ်ဆောင်ထားတဲ့မြေစာ ရုပ်ရှင်ဇာတ်ကားကြီးကရုံတင်ပြသတော့မှာပါ။ပြီးခဲ့တဲ့နှစ်တည်းမှာဟာတာရုပ်ရှင်ဇာတ်ကားကြီးတွေသာအရှိန်များခဲ့ပြီးတော့အခုမှသာအကယ်ဒမီမှန်းလို့ရတဲ့ဒရမာဇာတ်ကားကိုပြန် ပြီးတော့ရိုက်ကူးခဲ့ရလဲဖြစ်ပါတယ်။ရိုက်ကူးနေတဲ့အချိန်တုန်းကမြေစာရုပ်ရှင်ဇာတ်ကားကြီးဟာအကယ်ဒမီတေချာပေါက်ရှားနိုင်မယ်ဆိုပြီးတော့အားလုံးကထင်ကြီးပြီးခဲ့တာပါ။တကယ်လည်းပဲမြေစာရုပ်ရှင်ဇာတ်ကားကြီးကအကယ်ဒမီရနိုင်တဲ့ဇာတ်မျိုးဖြစ်ပါတယ်။ရေယူဇွဲပြီးတော့ခေနောက်ကျနေတဲ့အမြင်နဲ့အကယ်ဒမီပေးကြတဲ့အကယ်ဒမီဘုံဖွဲ့ဝင်တွေအကြိုက်ဇာတ်လမ်းဖြစ်လို့နေတာပါ။ဇလန်းနဲ့မှမြင်မြက်ကညီလေးနဲ့ညီမလေးကိုအမိုက်သိမ်းပြီးတော့ရှာကြွေးခဲ့တာပါသူတို့နှစ်ယောက်ရဲ့ရှေ့ရေးအတွက်အရန်ချေရတဲ့ချစ်သူတို့တောင်စွန့်ပစ်ခဲ့တာပါအမိုက်သိမ်းပြီးတော့စီပင်ဝ န်တန်းဘဝနဲ့ရှာကြွေးခဲ့ပေမဲ့လည်းညီလေးနဲ့ညီမလေးကသူ့မြတ်တာတွေကိုနားမလည်ပါဘူးအမိုက်သိန်းနဲ့အလုံးလုံးတဲ့အကူဖြစ်သူကို အကူအနေနဲ့မတော်ကျင်သလိုထမင်းတဝိုင်းနဲ့တောင်မစားကျင်ကြပါဘူး ဒါကြောင့်မို့မြင်းမြက်ကအရန်ကိုခန်းစားရပြီးတော့အနစ်နာခံပြီးတဲ့အကိုတယောက်လိုတရုတ်ဆောင်ထားတာပါဒီဇလန်းကမြင်းမြက်ရိုက်နေကြဇလန်းအမျိုးအစားပဲဖြစ်ပါတယ်နောက်ဆုံးမှာမြင်းမြက်တယောက်ညီလေးနဲ့ညီမလေးအတွက်အသက်ပါပေးသွားမယ်ဆိုပြီးတော့လေချူတင်ခံမန်းသိနေကြပါတယ်မြင်းမြက်ကဟာတာကားရှိုင်းရင်လဲတပုံစံနဲ့သာရိုက်တတ်တယ်လို့ဒရမာဇလန်းဆိုရင်လဲအခုလိုဇလန်းမျိုးတွေကိုသာတရုတ်ဆောင်ပါတယ်ဒါကြောင့်မို့လေပရိသတ်တွေကအမေစာရုပ်ရှင်ဇာတ်ကားကြီးက ရုပ်ရှင်တကားအဖြစ်သွားကြည့်စရာမလိုပဲဗီဒီယိုဇာတ်လမ်းသက်သာပဲရှိရလို့တောင်မှထောက်ပြနေကြတာပါဗီဒီယိုဇာတ်ကားတွေမှာမြန်မြန်သေးအောင်ဆောင်ထားတဲ့ခောက်ရိုးကျိုးဇာတ်ကြောင်းတွေဆိုပြီးတော့ဝေဖန်နေကြတာလည်းဖြစ်ပါတယ်ဇာတ်လမ်းကဗီဒီယိုဇာတ်လမ်းသက်သာသာရှိပေမဲ့မြန်မြန်အတွက်ကတော့အကယ်ဒမီပါမှန်းလို့ရနေတာပါအကယ်ဒမီကလည်းအခုလိုရိုးရှင်းပြီးတော့အနစ်နာခံတဲ့ဇာတ်လမ်းမျိုးတွေကိုသာပေးတတ်တာကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့လဲနောက်နောက်ဆိုရင်တကားရင်းရိုက်ပြီးတော့တကားရင်းနဲ့အကယ်ဒမီရရှိသွားခဲ့တာဖြစ်တယ်တရာအလင်းတန်းများရုပ်ရှင်က တပည့်တွေအတွက်နှစ်နာခံပြီးတော့အသက်တောင်ပေးသွားတဲ့ဆရာအကြောင်းကိုရိုက်ကူးပြထားတာပါ။ဒါကြောင့်မို့လဲအကယ်ဒမီဘုတ်ဖွဲ့ဝင်တွေရဲ့အကြိုက်နဲ့တထထဲကြားခဲ့ရတာဖြစ်ပါတယ်။ညီစာရုပ်ရှင်ဇာကားကြီးကလည်းဗီဒီယိုဇာကားတတာဖြစ်ပေမဲ့အကယ်ဒမီတွေရပြီးတော့အောင်မြင်မှာသိကြပါပဲ။မြမြကိုရိုင်းကလည်းဒီဇာကားမှာတကယ့်စီပင်ဝန်တန်းလို့အရန်ကိုအားစိုက်ထုတ်ထားတာဖြစ်ပါတယ်။ဝေဘန်သူတွေလည်းရှိနေပေမဲ့မြမြရဲ့စီပင်ဝန်တန်းကာရိုက်တာနဲ့ပညာပီးဇလန်းကြောင့်အကျိုးသက်ရောက်တာတချို့လည်းရှိလို့နေပါတယ်။စီပင်ဝန်တန်းသားသမီးတွေက စီဗင်ဝန်တန်ဘဝနဲ့လှုပ်ကျွေးနေတဲ့မိဘတွေရှိတာကိုမဆက်ပဲဂုံယူတယ်ဆိုပြီးတော့ TikTok မှာတင်နေကြတာဖြစ်ပါတယ်။ပရိသတ်ကြီးနေနေကောမြင်းမြဲရဲ့ရုပ်ရှင်ဇာတ်ကားကြီးကဗီဒီယိုဇာတ်ကားတတာဖြစ်တယ်လို့ထင်လားဆိုတာ comment လေးထဲမှာပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးကိုအဆုံးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။